ဒါပြောရတယ်မှာဇုံမိုးရင်းကမင်းကိုဖြုတ်လို့ရဇုံမိုးရင်းဘာကောင်းမလို့လေအရိယာကြတာလေဇုံမိုးကြီးမိမဖာခံပြီးပြရတာမဟုတ်ဘူးလို့ငါပြောတာသူကငါစကားငါတောက်ဝင်ယူတယ်ဟုတ်ပြီနော်ပွဲဖြစ်ကျင်လားမိုးရွာမလားရွာလားမချင်းချောင်းလားကျွန်တော်ကိုတက်တိုင်းမို့လို့ဟိုမနေ့ကတော့လာမယ့်နာကျွန်တော်အဲ့တော့အဲ့ညီလေးကျွန်တော်ဖုံးဆက်လာတော့ကိုကြီးရဲ့အကောင့်အထုတွေနဲ့မို့လို့လေကျွန်တော ए, ်ကပြောမိတာညီလေးဘယ်လိုပဲပြောပြော မင်းကိုဖုံးဆက်လာပြီငါကအကြီးငါမင်းကိုခွင့်လွှတ်တယ်နားလေလေအရိကမင်းလက်ရှိတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံရဲ့လူမျိုးအတွက်ကိုတက်မလို့အတွက်အကောင်းဆုံးတာဝန်ထမ်းဆောင်ပါ ကြိုးစားပါအောင်မြင်တဲ့ဘဝတွေကိုရအောင်ငါညီလေးလောက်ပါအကသက်တည်းအထောက်ထားခိုင်လုံမှလုပ်လို့ရတာငါကတိုင်းပြည်တော်လန်နေတာမဟုတ်ဘူးနိုင်ငံတော်ပုံကန်နေတာမဟုတ်ဘူးနေတို့မင်းတို့ကောင်တွေတရားစွဲကြရလဲမလို့ဘူးငါမင်းတို့အမြဲတမ်းပြောတယ်သူများကိုမတိုက်ခိုင်းနဲ့ကြာရှုံးလိုက်မယ်ငါ့ကိုတိုက်ခိုက်တဲ့လူတိုင်းကကြာရှုံးသွားတယ်ဘာလို့လဲအဲ့ဒါကြီးတိတ်မပြောချင်လို့ငါ့ကိုတိုက်ခိုက်တဲ့လူတိုင်းကတပုံဘက်ကကောင်လဲကြာရှုံးတယ်ဒီစစ်တပ်ကတမတော်အားပေးတဲ့လူဆိုလဲကြာရှုံးတယ်ဘာလို့လဲအမှန်တရားကိုနေတို့မှထွက်မပြောရဲလား KTV မှာဟိုင်းမန်းလုပ်တယ်လို့နေတို့တွေ့လားနေတို့ပြောရဲလား ။တလုံးနှလုံးသုံးလုံးရောင်းနေနင်တို့တက်ခံရမှာလေ။ကိုကစောက်ကောင်းလေးရမထွက်တော့ငါ့ကိုအလူခံစားရတယ်။ဟုတ်လား။ငါတွဲကားလေးစီးပိုင်နေသီးလား။သီးလား။အဲ့လိုပြောရင်စောက်သွားလို့ပြောဦးမယ်။နော်။တွဲကားလေးစီးပိုင်နေသီးလားနေ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 မတော်ရတဲ့လင်။လင်ဟာဘာမှမသိရနဲ့။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့တက်မတော်ချစ်တယောက်အယောက်ဆောင်ကအလူခံစားနေတယ်လို့ online ပေါ်ကတက်ထောက်ခံသူတွေကဖော်ထုတ်လာလို့ အာကြီးခေါ်မဖုံးတယောက်ပြန်လဲဖြည့်ရှင်းလာတဲ့ရုပ်တံတွေပြင် စစ်ကောင်စီ၏ယာယီရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားသောတန်ရန်တွင်ပောက်ကွဲမှုဖြစ်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ် အကျန်းဖတ်စစ်ကောင်စီ၏ယာယီအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားသောရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့တွင်ပောက်ကွဲမှုဖြစ်ပြီးလူထိခိုက်ဒဏ်ရာရမှုရှိကြောင်းဒေသပြည်သူတို့ချို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည့်ဧပြီလ30ရက်နေ့မွန်းလွဲ12နာရီ40မိနစ်အချိန်တန်ရန်မြို့အမှတ်၄ရပ်ကွက်နောက်ဖားလန်းတွင်ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းရင်းနေရာသို့လက်နက်ကြီးကြားရောက်သည်ဟုပြောဆိုမှုများရှိပြီးတချို့ကမူမိုင်းပောက်ကွဲမှုဖြစ်သည်ဟုပြောဆိုကြကြောင်း ောက်ကွဲမှုဖြစ်ပွားရနေရအနီးမှလူနှစ်ဦးထိခိုက်သည်ဟုသိရှိရကြောင်းဒေတာပြည်သူတို့ကဆိုသည်ဖြစ်တာကလက်လက်ကြီးကြတယ်လည်းပြောတယ်ဘုံပေါက်တယ်လည်းပြောတယ်လူနှစ်ဦးထိတာရှိတယ်ဆိုလာကြတယ်ဘာဖြစ်လဲတော့မသိဘူးအတိအကျအဲ့ဒီနားသွားကြည့်မြေချင်းကြီးပါဖြစ်နေတယ်ဟုဒေတာပြည်သူတို့ကပြောဆိုသည် လာရှုမြို့တွင် NDA ကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတက်ခတ်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီကတန်ရဲမြို့တွင်ယာယီအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတာက UWSA နှင့် SSPP တပ်ဖွဲ့များလည်းတွာလာလှုပ်ရှားလျက်ရှိကြောင်းဒေတာပြည်သူများနှင့်တော်လန်ရေးတရင်ရင်းမြစ်တချို့ထံမှသိရှိရသည်။တို့အိမ်မှာကျွန်တော်အဖေမိနဲ့ကျွန်တော်မိသားစုထက်ကျွန်တော်တခြားဘုသူ့ကိုပို့ချရမှာ။အဲ့လိုပဲကျွန်တော်ဒီမြန်မာနိုင်ငံထဲမှာဗမာလူမျိုးကိုပို့ချတယ်။ခမားတို့ကြိုက်တယ်လို့လွေးမပိုင်ဝင်ရှိတယ်။ဟောအဲ့တော့ကျွန်တော်တက်ကြည့်တယ်ဆိုတော့အဲ့တော့ခမားတို့ကရန်တိုက်ပေးတာပေါ့။ခမားတို့ကျွန်တော်တခုပြောလိုက်မယ်။ အဲ့ဒါနောက်မှပြောမယ်အရင်ဆုံးပညာရေးကိစ္စလေးတခုပေါ့နော်ပညာရေးလေးတွေအခုကြီးတွဲတွေပေါ့နော်ကြီးတွဲကလေးတွေပြန်ပြေဖို့ကျွန်တော်တို့ကိုကျော်မျိုးမင်းတို့အကိုကျော်စိုးတို့ကျွန်တော်တို့တခြားသောလူတွေလည်းဝိုင်းပေါ်တာပေါ့နော်နာဆာကအစိုးရဝန်ကြီးရောဝန်ကြီးချုပ်ကောအဲပြီးလို့ရှိရင်ပညာရေးဝန်ကြီးနော်ပညာရေးဝန်ကြီးရောအဲဝိုင်းပေါ်ကြတာကျွန်တော်တို့လည်းပါတယ်ပေါ်တယ်ထဲမှာဒါပေမဲ့နိုင်ငံတော်ဝန်ကြီးချုပ်အပါအဝင်အခုနာဆာကအစိုးရဝန်အဖွဲ့ဝင်တရလုံးရောဒီပညာရေးဝန်ကြီးရောကတော်တော်သဘောထားကြီးတာကိုတွေးလိုက်ရတယ်တွေးလိုက်ရတော့ကျွန်တော်က DSA ပတ်စင်73က DSA DSA အပတ်စင်73ကကျောင်းဆရာကြီးတယောက်နဲ့တွေ့73ဆိုတာနင်းနေတော့မဟုတ်ဘူးနော်။နော်တွေ့တော့ तू ကပြောတယ်။ဇော်ဘုံရင်းနဲ့73ဆိုတော့ကြာအသက်ကြီးပြီလေ။အဘကကြောင်ကြီးတော်19ဆိုတော့ငါသားနဲ့မင်းငါပြောပြမင်းကွာလေ။မင်းအဲ့ဒါလေးလိုင်းပေါ်မှာပြန်ပြီးတော့ပါပေါ့နော် sharing လေးလုပ်ပေးပါငါတို့1990ကျွန်တော်က88အရေးကင်းပြီးတော့1990 90ကျော်ရောက်လာတဲ့အချိန်မှာနေပြီးတော့ဟုတ်ပါဘူးဒါလေကျွန်တော်မန္တလေးကပါလဲရေတနာဘုံ ယရနာပုံမှာတဲ့ယရနာပုံမှာပဲဖြစ်ခဲ့တာပေါ့နော်ဒီလိုအအောင်ပေးလိုက်တာပေါ့ကလေးတွေအအောင်ပေးလိုက်တော့ဘောနော်တကယ်မအောင်တဲ့ကလေးတွေကလည်းဟိုအောင်သွားကြတယ်အောင်သွားကြပြီးတော့ဝင်ခွင့်နဲ့မဟုတ်ပဲနဲ့တဲ့သူကပဟီလိညံတန်းပုံစံမျိုးနဲ့တက္ကသိုလ်ဝင်ခွင့်တွေရရသွားကြတယ်တဲ့အဲ့ဒီအချိန်တော့1990ဆိုရင်ခမင်းတို့တွေ့ကြည့်လိုက်တော့ကြာခဲ့ပြီပေါ့နော်အဲ့တော့ဘာသွားကြည့်လဲဆိုတော့ဟိုမအောင်တဲ့တို့ရောဘုံဘူးရမယ်တို့မရမယ်တို့အဲ့လိုပေါ့နော်ဟိုဒါဂျန်နာမောင်းနေတဲ့စာပြသွားကြတယ်အဲ့တော့ တော့ကျွန်တော်တို့ကမြင်နိုင်ပြီးတော့ပြောမှာပေါ့အဲ့ဒါအဲ့ဒီခေတ်ကဖြစ်တာပေါ့နော်အဲ့တော့အဲ့ဒါကိုယူပြီးတော့အခုကျွန်တော်တို့ grade 2ကြတော့ဟိုနိုင်ငံသားကိုဟိုပညာတက်မယ်လို့နိုင်ငံသားဘာသာရပ်ကိုပညာသွားတက်မယ်လို့ဆိုတော့ကျွန်တော်တို့ကအရင်ကတည်းကနှစ်နှစ်မဆောက်ရတော့ဘူးလေနှစ်နှစ်မဆောက်ရတော့အဲ့ဒါ grade 2ကိုပြန်ပြီးဟိုဘောနောင်းငါကြီးအတူခါသာတည်တယ်လို့ပြောလေ share နဲ့ပြန်လို့ပေးပါ grade 2ကိုပြန်ဖြေခိုင်းပါဘောနောင်းဒီဖြစ်တဲ့ grade 2အဲ့တော့ဟိုဟိုငလင်းဘေးနဲ့တင်းကလေးတွေကြတော့လေတမျိုးစဉ်းစားပြရမှာပေါ့ဗျာဒါကတော့ကျွန်တော်တို့ရဲ့ပညာရေးစနစ်ပညာရေးမှန်တိုင်ပေါ့နော်ဒါဟိုဒီစနစ်ကို ကောင်းအောင်တိဆောက်ပြီးတော့မှလောက်အောင်ဒါပေမဲ့တို့ကတော့ကောင်းအောင်တော့တိဆောက်လိုက်တယ်ဒီတစ်ဖက်မှာတော့ကျွန်တော်တို့ကကောင်းတယ်နိုင်ငံခြားပညာရေးအရာအဲတခါလေးဒီ gate တွဲဆိုတာသွားတက်ရမှာပေါ့။တက်ရမှာသူကတခါလေးတက်တခါလေးအောင်တာနဲ့တော့ဘာမှမလိုတော့ဘူးပေါ့နော်။သူဂုံတူးဆိုလဲဂုံတူးရဟိုရိုးရိုးတာမန်အောင်တာဆိုလဲတာမန်အောင်တာရပေါ့နော်။အဲ့ဒီမှာကျွန်တော်တို့ကလည်းဝိုင်းလို့ပြောကြတာပေါ့ပြောကြတယ်။အဲအဲ့ဒါမှာစနိုက်ပါဆုတို့ပါလို့လဲမဆိုးတော့ရတယ်သူအဲညီမလေးပေါ့နော်သူလည်းတော်တယ်တော်တယ်ရှိတယ်။ကျွန်တော်ခုတည်းကတော့1900အဲ80ပေါ့ကျွန်တော်မွေးတာ90အဲ့မှာ88အရေးခွင်းမှာကျွန်တော်၄တန်းနော်အဲ့လို ဖြစ်တော့ကြတော့သူကဘာသွားဖြစ်လဲဆိုတော့ဒီပညာရေးစနစ်မှာကအိုက်တုံးကပုံစံကိုနည်းနည်းလန့်သွားတာပေါ့နော်လန့်သွားပြီးတော့မှဟိုအခုပညာရေးစနစ်တွေကအများကြီးဟွာဖြစ်လာတော့ပေါ့နော်ပြန်ပြေပေါ့နော်ပြန်ပြေအခုဆိုရင်အဲသမင်းတုတ်တွေအပညာကလေးတွေလည်းတချို့လူတွေလည်းပြောပါဒီအစင်မပြေတာတွေအစင်ပြေတာတွေအဲပြောလို့ရပါတယ်တရားဝင်အစိုးရဆိုတာဒီတက်မတော်ကဝန်ကြီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ဦးမင်းအောင်လာရဲ့တီးခံနိုင်မှုစာအာပြီးလို့ရှိရင်ဒီပညာရေးဝန်ကြီးဆိုတာဆိုကျွန်တော်ဆိုရင်ဒါစပီကာတယောက်အနေနဲ့တော်တော်ပြောတာနော် တော်တော်ပြောတာတော်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 ဒီခံနိုင်တယ်ဒါပေမဲ့သူတို့ရဲ့စိတ်ကတည်နေတာဇော်ဘုံရင်းကနိုင်ငံနဲ့လူမျိုးနဲ့နော်အပေါ်မှာဒီကောင်တော်တော်စေတနာကောင်းနေကောင်ဒီကောင်ရဲ့ဥပဒေရောဒီကောင်ပြောပုံစိုးပုံတွေအားလုံးကဒီကောင်စေတနာပါတယ်တိုင်းပြည်ပေါ်မှာ तू မားကောင်းမားလိုက်မယ် तू မသိလို့မားတာဘာမှ तू အရေးယူစရာမလိုဘူး तू ခွင့်လို့ပေးလို့ရတယ်နားလည်းပေးလို့ရတယ်ခေတ်ကရမှာ तू လည်းပြောမှာပဲဒီငလင်းဒီဘေးတန်ပြည်သူတို့ तू ပြောမယ် तू နားလည်းတယ်လို့ तू ပြောတာဒါပေမဲ့တစ်ဖက်မှာလည်းဟိုစံနှုန်းတွေရတယ်ဟိုကလည်းကြည့်ပြီးတော့ခွင့်လို့ပေးတာအဲ့ခွင့်လို့ပေးတယ် နိုင်ငံတော်နိုင်ငံဝန်ကြီးချုပ်အပါဝင်ဒီပညာရေးဝန်ကြီးချုပ်ဦးမြင့်ဘေးပေါ့နော်အဲသူ့ကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ကလည်းဂယုနာတော်တော်နဲ့အငငယ်ဖေးတန့်တင်နေတော့ပြောလိုက်ရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီ DSC ဘက်ဆင်73ကဆရာကြီးပြောမှကျွန်တော်သိတာကျွန်တော်ကသိတာအဲ့ DSC ဘက်ဆင်73ကကျောင်းဆရာကြီးတွေလုပ်ခဲ့ဦးတယ်အဲ့ဆရာကြီးကကျွန်တော်ကိုပြောလို့ငါငါငါသားရမယ်1990တုန်းကအဲ့လိုဖြစ်ခဲ့တယ်လူတွေကဝင်ခွင့်မပြေဘဲနဲ့ညံရီနဲ့အောင်အောင်ပေးလိုက်ပြီးတော့ညံစမ်းပေးလိနဲ့အောင်ပေးခဲ့တာရှိခဲ့ဘူးတယ်ဒါကြောင့်မလို့ဒီလိုဒီလိုတွေဖြစ်တယ်တဲ့နော်အဲ့တော့ကြတော့ အဲ့တော့ဟိုကျွန်တော်တို့လည်းလူပေါ့နော်တိုင်းပြည်ကိုချစ်တဲ့စိတ်အဲလက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့အခက်အခဲအကျက်အသေးတွေမှာခံစားနေရတဲ့ပြည်သူလူထုရဲ့ဝေဒနာဘက်ကနေကိုကျင်းစာပြီးတော့ကျွန်တော်တို့ပြောပြခဲ့တဲ့အတွက်ကျွန်တော်တို့မှားကောင်းမှားလိမ့်မယ်ကိုကျော်မျိုးမင်းတို့ကျွန်တော်တို့ကိုကျော်စိုးတို့ဒါပေမဲ့စီရနာမှားပါနော်အဲအဲ့ဒါအခက်ခဏတစ်ခုဖြစ်သွားပြီနော်အဲ့တော့ပညာရေးဒီ great girl ပြန်ပြင်မဲ့ကလေးတွေနော်အခုတို့လည်းအခွင့်အရေးတွေပေးထားပါတယ် အဲကျောင်းအိတ်ကျောင်းနေကျောင်းသားတို့ဘာလို့လဲမသိဘူးပေါ့နော်အဲ့ဒါလေးရှိတယ်အဲ့ဒါလေးကြိုးစားပြီးတော့သားတို့သမီးတို့ပြန်ဖြေပေးလိုက်ပါပေါ့နော်ပြန်ဖြေပေးလိုက်ပါသားတို့သမီးတို့ဂရိတ်တွဲဆိုတာကဦးလို့ဆယ်တန်းတော့ဖြေရတယ်လို့မျိုးမဟုတ်ပါဘူးသားတို့သမီးတို့ဂရိတ်တွဲဖြေပြီးရင်တော့သူကနိုင်ငံသားကိုဒါဒါရိုက်ချက်ချင်းအရင်ကဆိုနည်းနည်းဆောင်းရတယ်အခုကဆောင်းစရာမလိုဘူးဒီဥစ္စာကိုဖြေပြီးပြီဆိုလို့ရှိရင်ပေါ့နော်အဲအဲ့ဒါလေးတော့ဟိုနားလည်အောင်ကလေးတွေကိုတော့ပြောချင်ပါတယ်ဦးလို့လေသားတို့သမီးတို့ဘက်ကနေကိုချင်းစာစိတ်နဲ့ပြောခဲ့ပြီးပြီနော်ဒါပေမဲ့အမှန်အကန် အမှန်တရားကဒီလိုဖြစ်နေတယ်ဆိုတာကိုလည်းပြန်လည်းပြောပြန်လည်းဖြေရှင်းပြတာဖြစ်တယ်ဒါလို့သမီးတို့စူးစမ်းကြပါတိုင်းပြည်တော်နိုင်ငံတော်လူလူတို့ပညာတတ်တွေအများကြီးလိုအပ်ပါတယ်နော်ဦးတို့က45နှစ်အခုအသက်45နှစ်ဦးတို့နောက်ထပ်လှုပ်လာရင်55နှစ်နဲ့30ပဲနော်အဲ့တော့ဒါလို့သမီးတို့ရဲ့တိုင်းပြည်အပေါ်မှာဓာရှိမဲ့စေတနာတရားတွေတိုင်းပြည်ရနေပြီးတင်ပြတတ်တဲ့ပညာတွေတက်ကြီးတွေဖြစ်ပြီးတော့တိုင်းပြည်ရဲ့အလုပ်ကျွေးပြမှုတွေဒီတိုင်းပြည်မှာပညာတတ်တွေအများကြီးလိုအပ်တယ်ဒီတိုင်းပြည်မှာပညာတတ်တွေနော်နံပါတ်1ကပညာတတ်တွေပညာတက်ပြီးတော့မှအပညာပညာတွေမဲ့သွားလို့ဦးတို့တိုင်းပြည်ပြည့်စည်ရတာတွေရှိတယ်လို့မနာလိုစိတ်တွေရှိလို့ နော်နိုင်ပြည်နိုင်ငံသားလူမျိုးသားလူမျိုးအချင်းချင်းနော်ဟိုစီစီလုံးလုံးညံ့ညို့မရှိတဲ့အတွက်တိုင်းပြည်နော်ပြိုကွဲမှုနှီးပါဖြစ်နေတဲ့အချိန်မှာတက်မတော်ကနိုင်ငံရဲ့ကြိုးရိုးမှန်တိုင်းတစ်ဖက်စောင့်ရှောက်ထားပေးတယ်နော်အဲ့ဒီအတွက်ဟိုနိုင်ငံနဲ့လူမျိုးကနိုင်ငံနဲ့ဒီဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးကပေါ့နော်ဒီတက်မတော်ရဲ့ကြိုးရိုးနဲ့ပေါ့နော်နေရနေနေနေရတဲ့အတွက်ကျွန်တော်ပြောနေတာလူပုဂ္ဂိုလ်မဟုတ်ဘူးနော်တက်မတော်လို့ပြောတာဦးတန်းကျေဦးကျော်ကျော်ဦးတန်းကျေဦးကျော်ကျော်ဦးမင်းအောင်လည်းဦးကျော်ကျော်ခင်ဗျားတို့လည်းကျွန်တော်ဆောက်ကားမဟုတ်ဘူးနော်အဲ့တော့ဒီကနေ့ပြောရမယ် တက်မတော်ကကြိုးကြိုးမန်တန်ဖြစ်နေတဲ့အတွက်တက်မတော်ရဲ့ကျေးဇူးကိုလည်းမကမ်းပါနဲ့လို့နော်ဒီနေရာကနေပြောချင်တယ်နော်နောက်တစ်ခုကတော့အခုတက်ထင်းပေါ့ကျွန်တော်သူကမနေ့ကကျွန်တော်ဘုန်းဆက်လာတယ်မနေ့ကဘယ်ချိန်တော့မှဆက်လာလေဆိုတော့ကျွန်တော်ကြည့်ပေးမယ်နော်အမနေ့ကတော့ဟိုတော်တော်လေးကိုဒီကိစ္စကရေရိုက်သွားတယ်ပေါ့နော်ရိုက်သွားတယ်သူကမနေ့ကသူက7နာရီ40မှာဘုန်းဆက်လာတယ်နော်လေဘုန်းဆက်လာတော့ကျွန်တော်လည်းမကင်မိလိုက်ဘူးကျွန်တော်ဟိုပေါ့အလုပ်တစ်ခုရှိနေလို့မကင်မိလိုက်တော့7နာရီ49မှာထက်ဆက်တယ်နော်49မှာထက်ဆက်တော့ မကျွန်တော်ဖုန်းကန်လိုက်တယ်ကျွန်တော်ဖုန်းသိမ်းလို့တိတ်မကန်မကန်တော့သူကြီးလက်ညီလေးဟိုကမထိတ်မှာလေသူကတထိတ်မှာဆိုတော့ဩညီလေးပြောပါလို့ပြောဆိုအကိုကြီးလက်အကိုကြီးနဲ့ကျွန်တော်လက်ကြားထဲမှာလေနားလည်မှုလေးတွေလွဲသွားတာရှိတယ်လေဆိုတော့အေးညီလေးပြောနားလည်မှုကဘယ်လိုလွဲလဲဆိုတော့လေသူကအကောင့်လေလမ်းမက်နေလူတွေကကျွန်တော်အကောင့်တူပေါ့ဘောနောအကောင့်တူပေါ့ဆိုတော့အေးညီလေးအားလို့အကိုကကျွန်တော်ကတော့စစ်သားကိုချစ်တဲ့ကောင်ကင်မရာကိုချစ်ရင်စစ်သားကိုချစ်ပြီနော်ခင်ဗျားတို့ပြောသလိုစစ်သားကိုတော့ကျွန်တော်မကြောက်ဘူး ်နော်ကျွန်တော်ကနောက်ဆုံးစစ်တောင်းကိုကြောက်ရတယ်ဆိုတော့ကြောက်တယ်လားကျွန်တော်ချစ်ရတဲ့စစ်တောင်းကိုကျွန်တော်ကြောက်တာပါဖြစ်တယ်ဥပမာဥပမာပြောတာပါနော်တပုံးကိုကျွန်တော်မကြောက်ဘူးတိုင်းပြည်ကိုဖျက်မဲ့ကောင်ကိုကျွန်တော်မကြောက်ဘူးကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့လူမျိုးကိုပြက်လို့ပြက်စီလုတ်တဲ့အခွင့်အရေးမှန်တဲ့များကိုလုံးဝမကြောက်ဘူးအဲ့ဒါယုံလားစစ်သားကိုကြောက်ချင်ကြောက်မယ်ချစ်ချင်ချစ်မယ်လေးသားချင်လေးသားမယ်ဒါပေမဲ့ကျွန်တော်တို့ကကြောက်ချစ်ယူသေးဆိုတာရှိတယ်ကြောက်တဲ့ညာတခုကိုခေါ်တယ်ထဲထားလိုက်ကျွန်တော်ပြောတဲ့စကားကိုအဓိပ္ပာယ်ရှိရှိနားတော့အကြောက်တရားဆိုတာရှိတဲ့ရှိတိုင်းမှာရှိရတာကျွန်တော်တို့တက်မတော်မှာရှိပြီးသား ၆တိုင်းလည်းမကြောက်နဲ့မြောက်တိုင်းလည်းမမြောက်နဲ့ချို့တိုင်းလည်းမပြောနဲ့နော်နင်းနင်းမသွားတယ်ဗောနော်ထားလိုက်တော့အဲ့တော့ကျွန်တော်တက်တိန်မို့လို့ကိုမနေ့ကတော့လာမယ်နာကျွန်တော်အဲ့တော့အဲ့ညီလေးကျွန်တော်ဖုန်းဆက်လာတော့ကိုကြီးရဲ့အကောင့်ထုတ်တွေနဲ့မို့လို့တဲ့ကျွန်တော်ကပြောမိတာညီလေးဘလို့ပဲပြောပြောမင်းကောက်ဖုန်းဆက်လာပြီငါကအကြီးငါမင်းကိုခွင့်လွှတ်တယ်နားလေလေအဓိကမင်းလက်ရှိတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံရဲ့လူမျိုးအတွက်ကိုတက်မလို့အတွက်အကောင်းဆုံးတာဝန်ထမ်းဆောင်ပါစူးစမ်းပါအောင်မြင်တဲ့ဘဝတွေကိုရအောင်ငါညီလေးလောက်ပါအကိုစိတ်တွေကနေ ီပုံမှာကြာပြီးတော့အကောကဘာမှမဖြစ်ဘူးညီလေးကိုကြားကြလို့ပြောလိုက်ကျွန်တော်ကအသက်40ကျော်တယ်လေကျွန်တော်ဘွားတွေကိုမိလာပြီကျွန်တော်ဘွားတွေကိုရင်ဆိုင်လာပြီဒီကလေးလည်းမားရင်မားမှာပေါ့သူလည်းပုစုစင်လူသားတွေဗျာဟုတ်တယ်မလားသူများကကွမ်းမှန်နေတယ်သွေးခွဲနဲ့မှန်နေသွားကြီးပြောလုံနေတာဟုတ်သူလည်းလူမယ်ဆိုတော့သူလည်းတက်တော့မှာတွေ့ရင်းနဲ့ဇော်ကောင်ရဘာကောင်မလို့လဲလို့ပြောပြန်ကျွန်တော်ကအဲ့လိုလူမျိုးမဟုတ်ပါဘူးကျွန်တော်ကတက်မတော်တာဟုတ်เนาะကျွန်တော်တက်နိုင်တဲ့ဘက်ကနေသူပါသူအရာရှိအရာကန်းအချက်စစ်တီဘယ်နေရာမှာပဲဖြစ်ဖြစ်ပါကျွန်တော်တက်နိုင်တာကျွန်တော်လုပ်ပေးတဲ့လူပါ နော်အဲ့ဒီအထူးအမြတ်အတွက်ကျွန်တော်ဘာမှရယူလို့စိတ်မရှိပါဘူးခင်ဗျာနော်ကျွန်တော်တည်တဲ့ဒီလေးရယူမှာမဟုတ်ပါဘူးကျွန်တော်မှာတောင်ကြီးမှာအိမ်ရှိပါတယ်နော်မြေခွက်တွေလည်းရှိတယ်ပြင်ဦးတွေမှာလည်းမြေခွက်တွေရှိတယ်နော်ကိုပိုင်ကားနဲ့ကိုပိုင်အိမ်ကိုပိုင်နေနိုင်စားနိုင်တောင်းနိုင်မှာလေနော်အခုဒီလိုမျိုးတက်မလို့လူပြီးတော့လေအဓိကအခွင့်အရေးမယူဘူးပဲဗျအိုးအဘကကြောင်ကြီးဦးမြောင်လိုက်ပုံကြီးကိုဒီလိုနောက်မှာခြေပြီးတော့မှဖားတယ်တယ်မှာတော့ကျွန်တော်မပါဘူးကျွန်တော်ကတော့မဖားရည်ငရားရည်ဆိုရင်ကျွန်တော်စောင့်ပြန်စောင့်မြင်ကြတာ နော်အဲ့တော့ဒီတတိယကြီးလေးကတော့အဲသူကတော့ပြောလာတယ်ဆက်လာတယ်ပေါ့သူစဆက်လာတယ်အကိုကြီးကျွန်တော်မလာရှိရင်ဝင်လာပြီပါကျွန်တော်တောင်းမှာပါလေဟေးညီလေးမင်းစက်ကကျိုးလာတာလောရတာရှိရင်လည်းပြောပါနေပြီးတော့ရောက်ရင်ကိုကြီးလာတွေ့ပါမယ်ကြိုက်တဲ့နေရာမှာပဲဖြစ်ဖြစ်ပါတွေ့ပါမယ်အကိုရဲ့စိတ်ရင်းစိတ်ဓာတ်စိတ်နေထားကိုသိကြင်ကြိုက်တယ်လို့စုံစမ်းလို့ရတယ်ကိုကျော်စိုးဦးလို့ပြီးပေးမိတယ်ကမေးကြည့်နော်တောင်ကြီးတော့တယ်ကျော်စိုးဦးကကားမောင်းတယ်သူ့ညီပေးမှထိုင်နေကျွန်တော်နောက်မှအိတ်တယ်နော်ကောင်းကန်ရအောင်ပွဲရစစ်တီတွေပြန်လာတဲ့အချိန်မှာကျွန်တော်အိတ်နေတယ်ကိုကျော်စိုးဦးကကျွန်တော်ကိုပြောတယ်အာကိုတော်ဘုန်းကြီးထားထားကိုကျော်စိုးရဲ့စိတ်ကလည်းတော်တော်ပြင်းတာ ကိုတော့တော့တာတာအောင်မှာတောင်းပန်အောင်ပွဲရစစ်တီတွေတွေ့ရဟာဆိုတော့စကားပြောမှာဟာပြောမှာပေါ့ပြောမှာမဟုတ်ဘူးကိုတောင်းပွဲရတဲ့လူတွေကိုနော်လဲမခမင်းတက်နဲ့ဆာရဆာရအချိုးရတဘူးတက်ရတက်ရလူမာလို့ပြောတာဟောလူမာအတန်းတန်းထားတာဒီအင်ဂျင်နဲ့ပဲနဲ့ထင်တယ်မမရရအင်ဂျင်ပေါ်တော့အမင်းနဲ့တွေ့တော့ရဗာလေးလို့ဗာလို့အဲ့တော့တကယ်တောင်းကမှာဖိုက်တာတယောက်ပါတယ်ဘုံမှုတယောက်တွေ့ကြတယ်တွေ့ကြတော့ယောဒါလေးတော့ဘာလို့ပါကိုစစ်တီဒါလေးကိုလမ်းမှာခမင်းတက်နဲ့လေးရရအချိုးရတဘူးလေးရရချွေးလိုက်ပါဆိုပတ်စံ၈သိန်းနော် အဲ့လိုကောင်အဲ့လိုကောင်ဟုတ်ခဏတော့ဂုံပေါ်တယ်လို့ဘာလို့လဲဖြစ်နေဦးမယ်ဒါကအရှိတရားကိုပြောတာအဲ့ဒါကကျွန်တော်အောင်မန်းအောင်မန်းမဟုတ်ဘူးဟိုဘထူလေးတရားကိုကျွန်တော်သွားလူတာကိုကျော်စိုးဦးကခေါ်သွားတာကျွန်တော်ကနော်ကျွန်တော်တို့လေးတရားမှာကျွန်တော်အကောင်ပြတ်သွားပြီလေးတရားမှာသွားလို့ကိုကျော်စိုးဦးရဲ့ကျွန်တော်ရေပေါ့နော်ကျွန်တော်ကဗလိုင်းတော့မလုပ်ပါဘူးကျွန်တော်တက်နေမှုလို့ပါလို့ခွင့်တောင်းပြီးမှကျွန်တော်တို့တက်မလို့သားတွေကိုနော်ချစ်တဲ့ပြည်သူပြည်သားတွေဒီတိုင်းပြည်ကိုကာကွယ်စောင့်ရှောက်နေတဲ့တက်မလို့သားတွေပေါ်မှာချစ်တဲ့ပြည်သူလူထုရှိပါတယ်ဆိုတဲ့ဟာကို ပေါ်လွင်စေခြင်းလို့ပါကျွန်တော်နာမည်ကြီးခြင်းလို့မဟုတ်ပါဘူးကျွန်တော်နာမည်ကြီးခြင်းရုပ်ရှင်ရိုက်မှာပေါ့ကျွန်တော်ရုပ်ကြည့်လေကျွန်တော်ရုပ်ရှင်မင်းသားရုပ်ပဲဟုတ်ရုပ်ရှင်မင်းသားညုံဝင်းလို့လို့ပါလို့လို့နေတာအဲ့တော့အဲ့တတိယကြီးလေးကတော့ဒါပြီးသွားပြီပေါ့နော်အဲ့ဒါသူများတွေကသူများဘယ်သူခွဲခွဲတို့မခွဲအမျိုးစီးလုံးကြီးတဲ့နော်ကျွန်တော်ဒီတက်မတော်သားကိုချစ်နေရရင်ချိန်နေနေတယ်ကောင်တက်မတော်သားကျွန်တော်အခုလို့ရဲရဲဆက်ဆက်သူလဲသူများမဲတဲ့မဲပေါ်မှာမြေပြီးပြောတာလေကျွန်တော်သူ့ကိုခွင့်လွန်နိုင်တယ်ခွင့်လွန်နိုင်တယ်သူ့ကိုကျွန်တော်ဘာလို့ကြောက်အောင်ပါလဲဟုတ်တယ်မလားသူကတိုင်းပြည်ကာကွယ်နေတဲ့နိုင်ငံတော် institution ကြီးမြန်မာဆုံး institution ကြီးက တက်မလို့သားတယောက်နေဗျာဟုတ်တယ်မလားသူ့ကိုကျွန်တော်ဘာလို့ကြောက်စရာလိုလို့လဲဘာကိုကြောက်ရမှာလဲကျွန်တော်ကြောက်တဲ့ကောင်မမွေးသေးဘူးကြောက်တဲ့ကောင်မမွေးသေးလို့ကျွန်တော်ဒီလိုလုပ်တာဟုတ်ပြီလားနော်သူသားတွေအစဲခံအစိုးခံဘဝတွေနဲ့အတက်ခံရတဲ့အခြေအနေမှာဇော်ဘုံအင်းကတက်မလို့နဲ့တက်မလို့သားမိသားစုဝင်တွေရဲ့ရှေ့မှာမမမမရက်တီးပြီးတော့မှငါတို့တက်မလို့ကဘလို့ဆိုတာကိုပုံလေးခေါ်ပေးနေတာဒါပေမဲ့ကျွန်တော်မဖားတတ်ဘူးကျွန်တော်ကာကွယ်ဦးကြီးချုပ်လည်းဖားမှာမဟုတ်ဘူးနော်အဘာတူချုပ်ကြီးကိုလည်းဖားမှာမဟုတ်ဘူးနိုင်ငံတော် အစိုးရအရရမှာတာဝန်ထမ်းဆောင်နေတဲ့အကြီးအကဲတွေကိုလုံးဝမဖားပါဘူးအခါလေးတော့တာနော်ကျွန်တော်အိမ်မှာဦးတန်းရွှေဘုကျောင်းဆန်းပုံလည်းမရှိဘူးဦးတန်းရွှေပုံဦးနေဝင်းပုံလည်းဦးတန်းရွှေပုံလည်းမရှိဘူးနော်ဦးတန်းဆိုင်ပုံလည်းမရှိဘူးဘာကာကြိုကြီးပုံလည်းမရှိဘူးကျွန်တော်ရဲ့ရင်ဘက်ထဲမှာရှိတယ်အဲ့လိုဆိုရင်တဘောပေါက်ကျွန်တော်ဘာလို့ဆိုလို့ချင်းလဲလူဆိုတာကပေါ်ပြတရားမလို့အလုံးနဲ့ပဲတက်တည်ပြရမှာကျွန်တော်ရဲ့ရင်ဘက်ထဲမှာရှိတယ်ဦးတန်းရွှေကျွန်တော်ရင်ဘက်ထဲမှာရှိတယ်ဦးတန်းဆိုင်ကျွန်တော်ရင်ဘက်ထဲမှာရှိတယ်ဦးမင်းအွန်လိုင်းကျွန်တော်ရင်ဘက်ထဲမှာပိုးတောင်ရှိသေးတယ် ဘာလို့လဲကျွန်တော်ချောင်းနေသားတွေကအလေးပြုရတဲ့ပုံကတိုင်းပြည်အုပ်ချုပ်မင်းလုံးနဲ့လူဖြစ်နေလို့ကျွန်တော်မုံစားပြိုင်ပွဲမှာလက်ချိုးသွားတယ်အန်တီတူတူလာကကျွန်တော်ဘီစကွတ်မို့ကျွေးခဲ့လို့ကျွန်တော်ဒါတွေကိုပြောနေတာခင်ဗျားတို့ကအဲ့လိုတီးလို့ပြောနေတယ်ဒီကောင်ကအဲ့လိုပြောနေခင်ဗျားတို့ထင်လားခင်ဗျားတို့အုံနောက်တွေးရမှာအဲ့လိုမဟုတ်ဘူးအန်တီကကယူနာရှိတယ်တနာတက်တယ်ညာတာတက်တယ်ကျင်နာတက်တယ်ဆိုတဲ့အန်တီတူတူလာရဲ့ပုံရိပ်ကိုမြင်စေခြင်းလို့ခင်ဗျားတို့ပြောနေတာနော်ကျုံတို့ကရိုးရိုးချင်းချင်းနေတာ ျုပ်တို့မြေခွက်တစ်ခွက်တောင်းဘူးတယ်အခွင့်အရေးတွေယူဘူးတယ်ဆိုရင်ကျုပ်တို့အချိန်မီးထောင်ထဲထည့်လိုက်ကျုပ်ဖေကိုပိုင်နံပါတ်အဘကကျုပ်ကြီးဦးမေအောင်လိုက်နော်အဘကကျုပ်ကြီးဦးမေအောင်လိုက်တာရေးပို့ကြီးဘွားဘိုးဘွားနေရောက်လာတာမနေ့ကမသွားလို့ကျွန်တော်ဖေက1982ခုနှစ်ထဲရစစ်သားရှမ်းတစ်ကမိခင်တိုင်ရင်နော်ပြောချင်တာဟောနားတော့ဒီမှာလဲနားတော့မှာကျွန်တော်ပြောချင်တာကျွန်တော်တက်မတော်သားတွေအပေါ်မှာချစ်တဲ့ချစ်ကတက်မတော်သားတွေအပေါ်မှာကျွန်တော်တက်မတော်သားတွေကျွန်တော်အပေါ်မှာကြိုက်တယ်လို့မှာကြိုက်တယ်လို့အမြင်မှာကျွန်တော်ဘုံမှာတက်လောက်အောင်လို့ဖြစ်ခဲ့ရင်တော့သူနားလေကောင်ကျွန်တော်ခွင့်လို့ပေးနိုင်တယ်အဲ့ဒါကျွန်တော်တက်မတော်သားနဲ့ တမ်းတော်သားမိသားစုမှာချစ်တဲ့စိတ်နော်ချစ်တဲ့စိတ်ကြိုက်တယ်လို့ကျွန်တော်ပြောအခုဒီတက်တန်းကြီးလေးဆိုရင်ငယ်သေးတယ်လေစစ်သက်15နှစ်လောက်ပဲရှိခဲ့တဲ့ကလေးကိုကျွန်တော်တို့ကဝေသွားယူလို့ပဲရမလားဟုတ်တယ်မလား तू ကလည်း तू အောင်မှာသွားမှတ်နေတဲ့မှတ်နေရတယ်ပေါပန်းလေးတွေသွားမှတ်လာလေဒါပေမဲ့ကျွန်တော်မှတ်နိုင်မှာမဟုတ်ဘူးကျွန်တော်စစ်တီစစ်တာဘာလို့သွားမှတ်လို့မှာမလားဟုတ်လားကျွန်တော်ဒီကလေးကိုစစ်တဲ့တယ်မှာစစ်သားတွေမှာတော့တော်ရဲဒီကောင်တော်ရဲအားလုံးကျွန်တော်အားလုံးသတ်မှတ်ခဲ့ပြီးတော့မှကျွန်တော်လိုက်ရသေးတယ်ပြီးခဲ့ဘူးကြီး။ तू ကတူပါတူတော့ तू ပြောတာပေါ့ဗျာ။ဒါတော့ तू အားလုံး ဒီပြောလို့မနေ့ကကျွန်တော်လည်းရှင်းပြတာပေါ့မနေ့ကကျွန်တော်ရှင်းပြတဲ့ YouTube ကျွန်တော်ဖြတ်ပေးလိုက်တာကျွန်တော်ဖြတ်ပေးလိုက်တာနော်အေးဇော်ပေါင်းရေးဆိုတာအဲ့လိုလိုမျိုးနော်ပြီးပုံမှာချလို့ရတယ်ခွင့်လို့ပေးနိုင်တယ်နော်ဩတထင်းကြောက်တယ်အော်အေးဒီပါကောငါတထင်းကြောက်တယ်ငါဖြစ်တယ်ငါကြောက်ပါတယ်အဲ့ဒီတထင်းကြီးလေးကိုငါကြောက်လို့ငါရသူကိုစုံစမ်းငါအကြောင်းကိုပြောခြင်းငါဘဝမှာတမိုင်းမရှိဘူးငါမဟုတ်တာမလို့ဘူးနော်နော်အဲ့တော့ ဟုတ်တယ်ငါတထင်ငါညီလေးကွာငါစစ်သားကငါကြောက်တာပါဖြစ်လေငါတက်မတော်သားကငါကြောက်တာပါဖြစ်လေမင်းတို့ရေးတန်းမင်းတို့ကြောက်ကြောက်ရေးလိုက်ဟုတ်လားအဲ့တထင်လေးအဲ့တထင်လေးမဟုတ်ကွာပြည်သူစစ်ကားသားငါကြောက်တယ်ကွာရေးတန်းရေးနော်အဲ့အမခင်မလေးကိုနေတိုင်းချတာလားတဲ့အဲ့ဒီတထင်ရဲ့အောက်မှာကိုစီဆိုတာပြင်ဦးလင်ကနော်ပြောင်ကျန်ကန်ရေးနဲ့ဖွင့်လို့အင်းကြီးဝစ်ပြီးတော့မှနော်ခင်မကိုပါဖြစ်တယ်ညာဖြစ်တယ်လို့အေးဟုတ်ပြီလားအဲ့တော့အဲ့ဒီကောင်လေတတိတာနော်အဲ့ပြောင်ကျန်ကန်ရေးနဲ့ဖွင့်လို့ရေးမှပြင်ဦးလင်မှာအဲ့ဒီကောင်အကုန်စကရင်ချိုးတွေယူထားတယ်အဲ့ဒီ တတိယညီလေးကိုကျွန်တော်ကယေစုတင်တယ်သူအောက်မှာမတ်တဲ့လူတွေအားလုံးကတော်တော်များများကဖရဲသီးတွေများတယ်ပြည်တော်သူကြံ့ခိုင်ရင်းနဲ့ဖွင့်ပြိုးရေးမှလှုပ်ပြီးတော့မှနော်ကျွန်တော်တို့တက်မတော်ကိုချစ်တဲ့လူတက်မတော်ကိုထောက်ခံတဲ့လူကိုအဲ့လိုမျိုးမဟုတ်ကဟုတ်ကပေါ့နော်ခင်မချလို့ရလားဆိုမင်းခင်မအရင်ထားကြည့်ပေါ့ရရင်ရမှာပေါ့နော်ဒါဒီမှာ၅ယောက်ပါရှိတယ်နော်၅ယောက်ခမလည်းမသေးသေးဘူးနော်ငါမင်းမဘာကိုပြောသေးလဲအလူခံစားတယ်တို့ပါလို့ငါမင်းမကြောက်ရောင်းတာဒီဥပ္ပီမှာသိလားနော်ငါတွဲကား၄စီးပိုင်တယ်မင်းတို့ကခုမှချပြလိုက်ပြောလိုက်တာ ။သဘောပေါက်လား? original ဘောစီ။ဟောစောင်းယူမထားနဲ့။အဲ့လိုပြောရတာကိုကိုကမပြည့်နေမယ်။ကျွန်တော်ပြောရမယ်။မပြောလို့မရဘူး။ဒီလိုမျိုးកောင်တွေကိုပြောမှရမှာ။ကိုဘကိုငိမ့်နေတာ။နော်။ငါတွဲကား၄စီးပိုင်နဲ့၄စီးတွဲကားကြီးပဲ။နော်။ရှင်းလား။ငါဘာစီးပွားရေးလုပ်တယ်ဆိုတော့မင်းတို့သိကြမလို့ဘူး။မင်းတို့သိအောင်လည်းပြောနေကြမလို့ဘူး။ရှင်းပြီလား။နော်။အဲ့လိုပဲမင်းတို့ပြောလိုက်မယ်။ရှင်းလား။နော်။အဲ့တော့ရတော့ လူရဲ့ဘွားရဲ့အပြင်ရဲ့အကြောင်းအရာတွေကိုမသိဘဲနဲ့အဲ့လိုမျိုးပြောတော့အဲ့တော့တထင်းလေးနဲ့ကျွန်တော်နဲ့ဟာအတူကွဲကွဲတို့မကွဲအမြဲစီလုံးမယ်ကျွန်တော်သူ့ပြောတယ်ညီလေးနိုင်ငံရဲ့လူမျိုးကိုကာဝန်နေတဲ့တပ်မတော်တွေမှာတာဝန်ထမ်းဆောင်နေတဲ့လူဖြစ်တဲ့အတွက်ကြိုးစားပါမင်းမနော်အရေးချင်းတွေရှိပါတယ်နော်အယူဝါဒတွေအလွဲမမားတွေမလုံးနဲ့သူများပြောတာတွေမယုံနဲ့ကိုဘွားကိုတိဆောက်တိုးတက်အောင်ကြိုးစားနော်တိုးတက်အောင်ကြိုးစားအဲ့တော့ကျွန်တော်ကသူ့သူနဲ့ကျွန်တော်နဲ့အခန်းကဏ္ဍတရားကတော့ပြီးသွားတာပေါ့ပြီးသွားတယ်ဒါမှမဖြစ်ဘူးနေပြီးတော့ရောက်ရင် အဲကျွန်တော်လည်းအလုပ်အားရတော့သူ့ကိုတွေ့မယ်တွေ့ပြီးညီကိုနေအောင်ဓာတ်ပုံလေးတွေရိုက်တင်ပေးမယ်အဲတွေးခွဲလို့မရဘူးဆိုတာကိုပြောချင်တာနော်အဲ့လိုမျိုးတယောက်နဲ့တယောက်ပြီးကံနဲ့စိတ်နဲ့တော့ကြမယ်လာကြမယ်ဆိုလို့ချင်းကျွန်တော်တို့တိုင်းပြည်ကျွန်တော်နိုင်ငံကျွန်တော်တို့လူမျိုးကနော်အဆင်ပြေသွားမှာဒါပေမဲ့တချို့ကမနာလိုကြဘူးနော်နော်မနာလိုကြအောင်မနာလိုကြတော့ခုအမျိုးသမီးတယောက်လာပြန်ပြီနာမည်လည်းတက်မပြောကျွန်တော်တရားဆွဲမယ်ဆိုပါလို့ဆွဲဆွဲလားဆွဲပြီးမှတော့ကိုတော့ကကိုရှာတယ်လို့တော့မလုပ်နိုင်နော်ဇဘုံရေးမြေပြင်မှာဘာတွေလုပ်နေလဲဆိုတာအားလုံးသိတယ်ကျွန်တော်တခုပြောချင်တာက တလူထဲမှာဘယ်ကောင်းတဲ့လူကြီးပဲရှိတာလားရဲတပတ်ဝင်ထဲမှာလည်းကောင်းတဲ့လူကြီးပဲရှိလားဝင်ကြီးဌာနကဌာနတိုင်းဌာနတိုင်းမှာရောအကုန်ကောင်းလားပြီးရင်ကျွန်တော်တို့ပြည်သူလူထုကရောအားလုံးကောင်းလားအဲ့လိုမကောင်းတဲ့အရာတွေရှိနေတဲ့အပေါ်မှာမမှန်ကန်ကန်နဲ့တရားမျှတစွာနဲ့ရက်တည်ပေးနေတာနော်ဒီဘက်ကငွေတောင်းတယ်လက်ယူတယ်အခုဆိုင်ငယ်စည်းအုပ်တော့မဆောင်ပဲနဲ့ရှင်တွေကဖမ်းလို့ကျွန်တော်လာမပြောနဲ့အဲ့ဒါနင်းစောက်ပြီနင်းမင်းစောက်ပြီတော့မင်းမမင်းထောင်ထဲတော့ထည့်ပလိုက်အောင်ပါ ဟုတ်လားကားစီးလို့ကပတ်ကားကပတ်မပတ်ဘူးဒါကျွန်တော်မြင်အောင်ပြောပြတာကပတ်မပတ်တော့ရေနေပန်းတော့ရေနေရရှိတယ်ဆိုတော့ဟာခင်ဗျပြစ်နိုင်လားကိုကိုတိုင်းပြည်သူလူထုကဟုတ်လားစီကန်းကိုမတိတော့ကြုံပြုတ်ပြီးတော့မှကိုနေချင်းတို့တိုင်းနေမယ်ကိုတန်းချင်းတို့တိုင်းမယ်ဒီဝင်တန်းအဆောင်ရင်မပါပါဘူးကွာလို့ပြောရင်ခင်ဗျားကလည်းကြောက်စို့ထောင်ချမှာပတ်စံမယူဘူးနိုင်ငံတော်ကိုခွန်လည်းမယူဘူးဖမ်းပြီးအမှုတိုင်းထောင်ချပလိုက်မှာသုံးလာလေကြာကြာ၆လာလေကြာကြာဘွားကွာလို့မဟုတ်တဲ့ဒါအရှိတရားပြောတာလူဆိုတာအမှန်တရားဆိုလည်းလို့ပြောရမှာနော်အခုတစ်လုံးနှလုံးသုံးလုံးထိုးတယ်ခင်ဗျားတို့ဘာဘဒူတက်ပြောတယ် ခဏလိုအသက်ခံရမှာကြောက်တယ်မလားဇော်ဘုံရုံတက်ကြွရဲလားဇော်ဘုံရုံတရားဆွဲမယ်ဆိုတဲ့ကောင်မတွေဇော်ဘုံရုံတက်မယ်ဆိုတဲ့မကြီးလို့တွေမင်းတို့ငါတို့တက်ကြွရဲလား KDB ဘာဟိုင်းကန်းတွေမင်းတို့ငါတို့တက်ကြွရဲလားဟမ်အေးလို့တွေဟာတယ်မာရီဦးမေအောင်လိုင်းပုံရုံနောက်ကနေပြီးတော့မှထားပြီးတော့မှစောက်ချက်မရှိနော်နင်းတော့ကတော့လီးပဲလို့ပြောလိုက်မယ်နင်းကိုသိလားနင်းတရားဆွဲလိုက်ခု နောက်ဆုံးကျွန်ကျမဘက်ကနေတက်တယ်လိုက်မဲ့လူတွေပါလေဟိုလိုင်းပေါ်မှာဟိုအဝါရပြင်မလားဟိုတက်တယ်လိုက်မဲ့လူတွေပါအရှင်သင်းလောက်ထားပါကျမတရားဆွဲမဲ့နေချင်ကြပါမယ်ဆွဲကြည့်လိုက်အဲ့ရဲစကမ်းမှာနေတရားရုံးမှာတရားသွားဆွဲကြည့်လိုက်ဘာနဲ့လဲသွားဆွဲဆွဲနော်ဆွဲအေးပြီးတော့ရှိရင်တော့ထောင်ထဲရောက်မှခရမ်းသီးတို့ဟိုလေခမင်းကိုလေခမင်းဆိုလေနေဘူးလမ်းပြီးတော့မှစပုတ်တဲကိုမထိုးတဲ့နဲ့တခါလေးတော့ထားမယ်ဇော်ဘုံရရိုင်းရင်သူများလည်းရိုင်းတယ်နော်နောက်ဆက်ပြဆေးဝါးတောင်းကိုလေကြောင်ထုတ်ပြီးတော့မှနေလမ်းပြီးတော့မှကိုစပုတ်တဲကိုထိုးရတဲ့ဘွားရောက်သွားမယ်ငါတို့ထောင်ထဲမရောက်နေမဲကြသွားမှာ ်နော်ဘာလို့လဲဆိုတော့လူဆိုတာကတက်တည်ထောက်ထားခိုင်လုံမှလုပ်လို့ရတာငါကတိုင်းပြည်တော်လန်နေတာမဟုတ်ဘူးနိုင်ငံတော်ပုံကန်နေတာမဟုတ်ဘူးနင်တို့မင်းတို့ကောင်တွေတရားဆွဲကြရလဲမလို့ဘူးငါမင်းတို့အများရန်တော်တယ်သူများကိုမတိုက်ခိုင်းနဲ့ကြာရှုံးလိုက်မယ်ငါ့ကိုတိုက်ခိုက်တဲ့လူတိုင်းကကြာရှုံးသွားတယ်ဘာလို့လဲအဲ့ဒါကြီးတိတ်မပြောချင်လို့ငါ့ကိုတိုက်ခိုက်တဲ့လူတိုင်းကတပိုးမကကောင်လည်းကြာရှုံးတယ်ဒီစစ်တပ်ကတော့အားပေးတဲ့လူကိုလည်းကြာရှုံးတယ်ဘာလို့လဲအတန်လေးအောင်လည်းတို့ကတော့တော်ရင်လားတီတီဗီမှာနိုင်ငံလုပ်တယ်လို့နင်တို့တွေ့တာလို့ပြောရလားကျွန်တော်လည်းတော့တော့ရတယ်နင်တို့တက်ခံရပါလိမ့် 我收工了啊，冇出头，我六点早起来的。好了，那再加你自己办的对啦，对啦，啊，六点收早了，六点五喏，再加你自己办对啦，你你，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 你冇多钱，零，八万冇得钱嘞，喏，逼了嘛，来嘛嘛，不要骗钱了，不要骗钱了，冇有，扛钱多没？再来，你甩，你甩了这些业务，你一多朋友，够多朋友点的这些甩吧，你就多亏，你要点都去赔上赌了，冇意思啊，喏，怕他妈亏钱了，你还要拿点死人赌来，喏，再拿，你赌赌大一点。 မြန်မာလူမျိုးမတိုးတဲ့ခြင်းကြောင်းရအဲ့ဒါဖားတာအခါကြောင့်ကြီးပုံကြီးနောက်မှာထည့်ပြီးတော့မှဟမ်ဖားတာနေရပါလူဘူးလို့ဟမ်မဟုတ်တော့တံတော်လေးကိုစစ်တပ်တွေသွားလူလားဟမ်ခြေတန်းနေသွားလားဘာမှမသိပဲနဲ့လိုင်းပေါ်မှာအဲ့လူကြီးကလည်းကျွန်တော်ကမြန်မာလူလို့ကလည်းတကယ်ခက်တယ်နော်တစ်လုံးနှလုံးသုံးလုံးထိုးတယ်နေဖမ်းခိုင်းဖမ်းခိုင်းလာမှနေမြန်မာပြည်မှန်းနေလားဟမ်အကြမ်းတော့တမတော်ယူစော်ကားပါလေဘာလို့နေတမတော်သားရတော့ဘာလို့လုပ်ခုတယ် ဘယ်တော့လုတ်ပေးဘူးလေအော်သွေးခွဲတာလေကမ္ဘာတော်ကငါသွေးခွဲလိုက်ခွဲမှလားအုံနောက်ရှိတာခေါင်းထဲမှာချီးပဲရှိရလားကမ္ဘာတော်သားတွေနဲ့ဒီအခုလက်ရှိတမ်းမတော်ကာဝေးဦးစည်းကျုံနဲ့နော်အခုဥပမာတခုဂျူအမှုတမ်းမှုတိုင်မှုကာတရာမှုဒူတော့ကာဝေးဦးစည်းကျုံကအချိန်ကစစ်တီဗီသားသူတွေနဲ့အဲ့ဒီလူတွေအားလုံးငါသွေးခွဲလို့ခွဲနေပေါ့ဟုတ်လားမြန်မာပြည်မှာလက်လက်ကန်ကောင်းကျန်းသူတပုတ်တစ်တလုံးတိုက်ရတာ န်နဒီတော်စုကြည်အန်နဒီအားဖြင့်ထောက်ခံသူတွေတတလုံးတက်မတော်နဲ့ပြည်သူကိုသွေးခွဲလာတာကွဲလာတက်မတော်ကဟမ်ဖာတယ်မဆော့ပေါ်ထားပြီးတော့ဘာလိုင်းပေါ်မှာဒီးပြကျင်လာလားဖေလုံးမဟမ်ကွဲလာတိုင်းပြည်ပြိုကွဲသွားလားတက်မတော်ပြိုကွဲသွားလားဘာလဲလားပြောနေရဆော့အောင်တော့မရှိဘူးလားဆော့လိုင်းပေါ်မှာနာမည်ကြီးကျင်လာတယ်ဇော်ပေါ်ရောတန်းချင်းမကြနဲ့ရှင်းလားဖာတယ်မဒီတက်တိချင်းဒီဦးလေလာခဲ့လိုက်နင်းနဲ့ဘာလဲခြေထားသွားမယ် နော်အဖာဓမ္မတမျိုးနော်သူ့ကိုကြည့်လိုက်ကာဝေဦးတီတော်ပုံယူနောက်မှာထားပြီးတော့မှအဖာဓမ္မအဲ့ဒါဆိုဘယ်သူမှမကုန်သိတယ်ဖာဓမ္မယုတ်ကဖာယုတ်နဲ့လိုးလို့ပြိုင်ကုန်ပဲနားတဲ့ပြင်းဦးလေးမဟုတ်ကျွန်တော်ကသူနားတယ်မတူဘူးမဟုတ်စိတ်နဲ့တော်တော်ပေါက်လာလို့တရားဆွဲနေလေပါနေဆောက်တဲ့ဘာဆောက်နေမဟုတ်တရားဆွဲအောင်မင်းတို့ပြောလိုက်မယ်ဒီစီနံပါတ်3698မူဆဲနိုင်ငံတရာမှာပြဿနာတက်လို့မူဆဲတရားရုံးမှာခရိုင်တရားမှာစဉ်းစားခဲ့ပြီးတော့ဆက်လေးလာနဲ့စစ်တပ်ကဖမ်းလာတော့ခဲ့တာဒီစီနံပါတ်3698ဟိန်းတာတော့ဆော်ပေါ်ရေးတို့က ။ဘာမှမနေထောင်ထဲရောက်မှဆက်ပြွှေဝါဆက်ပြအောင်လေ။နေပူလဲပြီးတော့နေစပုတ်ကိုထိုးနေရမယ်။နေထောင်ပြန်ကြသွားမယ်။ငါပါလဲလို့ပြစ်ချင်ရင်အပြင်မှာတေတာလေးလာအောင်။နော်။ငါပြောပြီးပြီငါ့ကိုတိုက်ခိုက်တဲ့လူတိုင်းအကြရှုံးတယ်လို့။နော်ကိုစောက်စစ်ကိုသိ။စောက်ကောင်းတွေကနေပြီးတော့ကျွန်တော်အလူခံစားရတယ်။ဟုတ်လား။နေမေဆက်ပဲ original ဘောစီကလင်ဒရိုတာကိုတစ်တင်နေဆိုရင်သဘောပေါက်။အဲ့လိုပြောတော့ကျွန်တော်ကရိုင်းနေတာတခြားလူတွေတော့ကြားလို့မကောင်းဘူးပေါ့မဟုတ်လားဒီကောင်မှတော်တော်ထိုးထွားနေတာဘာကောင်မှမမ်းမသိဘူးစောက်ကိုကြီးချင်းနဲ့ကိုလို့ပေါ့ ဟမ်စစ်သားတွေကိုအလူကန်အလူကန်ဟာအလူကန်နဲ့ပို့တွေ့နေတကယ်တရားရုံးမှာတရားဆွဲလိုက်ဟာအလူကန်ကဘူးအလူကန်ကဝါဒနာမပါဘူးငါတော့မှဘယ်သူလဲရှိတယ်နင်တို့သိလို့လားတရေတကြွယ်လေးဟမ်ဘာလဲမသိဘူးကျွန်တော်မဟုတ်တော့ပေါက်လာလားကျွန်တော်ကိုလည်းလိုက်ရန်ရှာမှာအတယောက်ကရန်ရှာလိုက်မင်းသားကြီးကတော့လိုက်နော်အခုတထိန်တွေကလည်းအမြင်မားပြီးတော့ပြောလိုက်အခုဒီဖာတယ်မတယောက်ပေါ်လာပြန်ပြီမင်းကိုဖာတယ်မပဲလို့ပြောတယ်နော်ရှင်းလားနေပြူးလင်လာခဲ့လိုက်စောက်ကောင်းနေကငါ့ကိုអော်နေတယ်မနေ့တနေ့ကမှထွက်လာတာလေနင်တို့ကောင်ကငါ့တို့မှမလုံနိုင်တာငါ့တို့မှ နော်တိုင်းပြည်ပေါ်မှာမချစ်တာအမှန်တရားကိုနင်တို့မပြောရဲပဲနဲ့အမှန်တရားပြောရဲတဲ့သူကိုနင်တို့မနာလို့လားလေနင်တို့ပြည်သူဘက်ကမရက်တည်ဘူးနော်ပြည်သူဘက်ကမရက်တည်ဘူးအမှန်တရားလည်းမပြောရဲဘူးကိုကိုကိုတန်းတော်ကဝေဦးကြီးတို့တိတ်ကအရန်ကြတယ်နင်တို့ကြောင့်အဘကအကျိုးကြီးတိတ်ကအရန်ကြတာနင်းစောင်းနောက်မှာအဲ့ပုံမချိတ်ထားနဲ့နော်ဆက်ကဟိုပြောဒီကောင်းနဲ့မဲကျမတော့ကတက်တည်လိုက်မဲ့လူတွေခေါ်နေသေးတယ်နင်းတော့ဘယ်လိုလိုက်မှာနင်းလိုးမဲ့ကောင်းမလိုက်နင်းတော့ဘယ်သူမှမလိုက်ဘူးနော်အလိုခံနေနေလာခဲ့တဲ့ပြင်းဦးလေကိုနော်တပတ်တော့ဖာတယ်မှနင်းမပြန်နိုင်မဲ့ဖြစ်သွားမှာအဲ့ခါအဲ့ရဘောမစင်းမဲ့ဖြစ်သွားမှာငါရိုင်းရိုင်းရိုင်းတာနော်ငါတော်တော်စိတ်ကုန်နေရ ။ဟောသူများလာလာပို့တယ်နင်တို့လည်းငါမသိဘူး။နော်ငါငါပြောမယ်ငါတို့ဒီဒီဘက်တက်မတော်ဘက်ကနေရက်တည်တဲ့လူတွေကိုငါတရားအောင်မတိုက်ခိုက်ဘူး။ငါဘောပဲတိုက်ခိုက်တာ။အောင်မင်းကတိုက်ခိုက်လိုက်။အခုမင်းသားကြီးကတိုက်ခိုက်လိုက်။မင်းကတိုက်ခိုက်လိုက်။အခုလူကတိုက်ခိုက်လိုက်တယ်။ဟာဘယ်လိုတိုက်ခိုက်ဘူးလို့လဲလိုင်းပေါ်မှာ။ကိုတော်ဘုံရဲ့ရန်ကောင်းလိုက်တာကျွန်မမသိလို့ပြောမိတာပါဖြစ်သွားမယ်။ခါတယ်မလာခဲ့။နေတရားဆွဲလိုက်မယ်နဲ့ပြန်။တရားမင်းကတော့လိုင်းပေါ်မှာတင်ပြီးဆွဲတော့ကွာ။ဆွဲ။ဟာနဲ့ဆွဲမှာလို့။နေ့လာလုံးနေလို့ဆွဲမှာလားငါ့ကို။ဖေလိုးမှာတော်တော်ပေါက်လား။